live motion နဲ့ခုလိုမျိုး pro editing style တွေကို join ကြည့်ကြလားဗီဒီယိုကိုဆုံးနေကြည့်ပြီးတော့ထပ်ခါတခါ live လုပ်ကြည့်လိုက်ပါဆိုတော့သွားပြီးတော့ကြည့်လိုက်အောင်အမောဆောင်ကြောဒီ live motion နဲ့ကိုတစ်ချက်ဝင်လိုက်မယ်ပြီးဝင်ထုံးစံတိုင်း blood icon လေးကိုနှိပ်လိုက်ပါပြီးရင်ကြောဒီ create ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပြီးဝင်ကြောဒီ blood icon လေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးဝင်ကြောဒီမှာ rectangle လေးတစ်ခုရွေးပြီးဝင်ကြောဒီ icon လေးကို fit composition area ထားလိုက်မယ်ကြော background တစ်ခုထားလိုက်မယ်ပေါ့နော် okay ကြောဒီမှာ color fade တို့တစ်ချက်ဝင်လိုက်မယ် ဝင်ပြီးွားရင်ကျွန်တော်ဒီအနောက်မှာကျွန်တော်ဒီ background တစ်ခုထားလိုက်မယ်ကျွန်တော်ဒီကောင်လေးကိုတစ်ချက်ရွေးလိုက်မယ်နော်โอเคပြီးွားရင်ကျွန်တော်ဒီ motion တစ်ခုကျွန်တော်စပေးမယ်ကျွန်တော်ဒီ blood icon လေးကိုနှိပ်ပြီးွားပြီးဆိုရင်ကျွန်တော်ဒီ rectangle လေးကိုတစ်ချက်ယူလိုက်ပြီးွားရင်ကျွန်တော်ဒီမှာ edit shape ဆိုတာလေးကိုတစ်ချက်ယူလိုက်ပြီးွားရင် icon လေးကိုကျွန်တော်ဆွဲချင်းလိုက်ပါโอเคပြီးွားရင်ကျွန်တော်ဒီ y နေရာမှာကျွန်တော်ဒီအဆုံးလေးဆွဲလိုက်အပေါ်ပေါင်းတစ်ခုပြောက်သွားတယ်ဒီပါနော်โอเคပြီးွားရင်ကျွန်တော်ဒီကောင်လေးကို color ကျွန်တော် black level ထားလိုက်မယ် โอเค B1 ကြောဒီက move and transform နဲ့ကြောဒီဘက်ရွှေ့လာလိုက်မယ်โอเคရပြီအဲရပြီဆိုရင် B1 and Joe တို့ icon လေးကို duplicate တစ်ချက်ပွားလိုက်မယ် duplicate layer B1 and Joe ဒီ duplicate လေးကိုတစ်ချက်နဲ့ color ကို Joe ဒီ green လေးမြင်တောင်ချိန်လိုက်မယ် B1 ပြန်ထွက်မယ်ပြီးရင် edit shape ကိုတစ်ချက်နှိပ်မယ်နှိပ် B1 and Joe ဒီ y နေရာလေးမှာကျွန်တော်နည်းနည်းလေးဆွဲကျင်းလိုက်မယ်ပေါ့နော် โอเคကိုလိုအပ်တဲ့လောက်လေးဆွဲချင်းလိုက်မယ်โอเคဒီလောက်ဆိုရင်တော့ကျွန်တော်ရပြီပြန်ထွက်လိုက်မယ် move and transform ဝင်မယ်အဲကျွန်တော်အပေါ်ဆုံးကျွန်တော်ဆွဲတင်လိုက်မယ်အပေါ်နေရာလေးတစ်ခုဆွဲတင်လိုက်မယ်โอเคဒီလောက်ဆိုရင်ကျွန်တော်ရပြီရပြီဆိုရင်ကျွန်တော်ဒီ plot ကိုကျွန်တော်တစ်ချက်နှိပ်မယ်နှိပ်ပြီးွားရဆိုရင်ကျွန်တော်ထုံးစံတိုင်းဒီ rectangle လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးွားရင်ကျွန်တော် edit shape ကိုနှိပ်မယ်နှိပ်ပြီးွားရင်ကျွန်တော် sorry ဒီကောင်လေးကိုကျွန်တော်ဆွဲချက်လိုက်မယ်โอเค B1 ကျွန်တော် wine လေးကိုနည်းနည်းလေးကျင်းပေးလိုက်မယ် Okay နားလေး adjust လုပ်လိုက်မယ်ကျွန်တော် h clear နည်းနည်းလေးထပ်ချဲ့လိုက်မယ်ပေါ့နော် Okay ပြီးတော့ကျွန်တော်ဒီကောင်လဲ color ကိုကျွန်တော်ဒီအနက်လေးပဲထားလိုက်မယ်နော်ပြီးတော့ကျွန်တော်အဲ့ဒါကို effect လေးတစ်ခုထည့်မယ် effect ထဲကိုဝင်ပါဝင်ပြီးတော့ add effect ကိုနှိပ်ပါပြီးတော့ကျွန်တော်ဒီမှာ smooth လို့ရိုက်ရှာလိုက်ပါ Okay ကျွန်တော်ဒီမှာ smooth bevel ဆိုတာလေးရှိတာအဲကောင်လေးကိုချနေလိုက်ပြီးရင် standard setting ကိုနှိပ်နှိပ်ပြီးတော့ကျွန်တော်ဒီကောင်လေးနှစ်ခုပိတ်ပေးလိုက်နော်ပြီးရင်ဒီကောင်လေးကိုလိုအပ်သလို adjust လုပ်လိုက်ပါ Okay ရပါပြီရပါပြီဆိုရင်ကျွန်တော်ထွက်လိုက်ပါထွက်ပြီးရင်ကျွန်တော်ဒီ plus ကိုတစ်ချက်နှိပ်လိုက် b1 ကျတော့ဒီ touch ကိုတစ်ချက်နှိပ်လိုက်နော်အဲနှိပ် b1 ကျတော့ဒီစာလေးတစ်ခုရေးလိုက်ပါနော်အဲကျတော့ဒီမှာအဆင်ပြေလေးပဲရေးလိုက်မယ်နော်အဲ start out 3d editing okay b1 ကျတော့စာလေးကိုဖောင်ပြောင်းမယ်ဇွန်လေးယူလိုက်မယ် b1 ကျတော့ center လေးကိုယူလိုက်မယ်ပြီးရင် color လေးကို white ထားလိုက်မယ် okay b1 ကျတော့ဒီကောင်လေးကို adjust လုပ်လိုက်မယ်ပေါ့နော် Okay ကြော်ဒီလောက် adjust လိုက်မယ်ပြီးရင်ကြော်ဒီမှာ border shadow ကိုဝင်ပြီးတော့ shadow လေးနည်းနည်းလေးဖွင့်ပေးလိုက်ပါနော် Okay ဒီမှာနည်းနည်းလေးအဖြူလေးထားပေးလိုက်မယ်ကြော် grow တဲ့ဘုံလေးပေါအောင် Okay ကြော်ဒီလောက်လေးကိုကြိုက်တယ်ဒီကောင် sander မကြောက်လို့ထင်ကြော်ဒီမှာ move transform ရလေးကြော်ညှိလို့ရအောင်နော် sander လေးကြောက်အောင် Okay ဒါဆိုရင်တော့ sander လေးကြောက်ပါပြီပြီးရင်ကြော်တို့အဲ့နှစ်ခုကိုကြော်ဒီဖိထားလိုက်ပါဖိထားပြီးရင်ကြော်ဒါလေးကို grow တစ်ခုလုပ်လိုက်မယ် ပြီးရင်ကျွန်တော် icon လေးကိုဒီနားလေးကိုရွှေ့လိုက်မယ်။ဟုတ်ကဲ့ကျွန်တော်ဘယ်နားလေးစတင်တာလဲပေါ့နော်။ဟုတ်ကဲ့ကျွန်တော်ဒီနားလေးကစမယ်။စမယ်ဆိုတော့ဒီနားလေးမှချလိုက်မယ်။ချပြီးတော့ကျွန်တော်ဒီ crew လေးကိုတစ်ချက်နဲ့ပြီးရင် move and transfer နဲ့ animation စပေးဖို့အတွက် keyframe တခုချလိုက်ပြီးအဲချပြီးတော့ကျွန်တော်ဒီမှာဒီ1 second နေရာလောက်မှာဒါတော့ကိုပြောတဲ့ပုံမူဒီကကျွန်တော်ဒီမှာ1 second နဲ့ပဲလှုပ်ပြလိုက်မယ်။ဒီမှာ keyframe တခုချလိုက်မယ်နော်။ချပြီးရင်ပထမ keyframe ကိုတော့ပြီးရင်ဒီကောင်လေးကိုအောက်ကလေးကိုနည်းနည်းလေးဆွဲချလိုက်မယ်။ โอเคပြီးသွားရင်အပေါ်တက်လာတဲ့ပုံလေးကျွန်တော်ဒီမှာ crack လေးကိုဒီကောင်လေးယူလိုက်မယ်โอเคပြီးသွားရင်ကျွန်တော်ဒီအစိမ့် layer လေးပေါ့နော်ကျွန်တော်ဒီအစိမ့်လေးကိုတစ်ချက်နဲ့ထုံးစံတိုင်းမဲ့ color တိုင်းမဲ့ကျွန်တော်သွားမယ် keyframe တစ်ခုချမယ်ကြော်ဒီမှာ key frame တစ်ခုချမယ်ပြီးွားရင်တူနဲ့ညီအောင်လို့ line ညှိလိုက်မယ် okay ကြော် center ကိုယူလိုက်ပြီးပြီးွားရင်ကြော်ဒီမှာလည်း crack လေးချလိုက်မယ် okay တခြား play ကြည့်အောင် wow okay အဆင်ပြေတယ်ဒီလောက်ဆိုရင် ပြီးွားရင်ကျတော့ဒီ layer လေးကိုကျွန်တော်ဒီ copy ကူးလိုက်မယ်เนาะ copy layer ကိုတစ်ချက်ယူပြီးွားရင်ကျတော့ဒီမှာ10 second လောက်ချားလိုက်မယ်เนาะ time frame လောက်ကျတော့ချားလိုက်မယ်ချားပြီးွားရင်ကျတော့ဒီမှာ paste layer ဆိုပြီးတော့တစ်ချက်ချားလိုက်မယ်ပြီးွားရင်ကျတော့အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီး animation လေးကိုတစ်ချက်ဖြတ်လိုက်မယ်ပေါ့เนาะ animation အသစ်ပေးရမှာဆိုတော့ဖြတ်လိုက်မယ် okay ပြီးွားရင်ကျတော့ icon လေးကိုအောက်ကလေးကိုဆွဲချမယ်โอเคจ้ะဒီလောက်มาထားခြင်းနဲ့ဗောနော်အဲ့မှာကြတော့ animation စပေးမယ် keyframe တစ်ခုချ โอเคကျွန်တော်ဒီမှာ key ring တစ်ခုချချပြီးဝင်ကျွန်တော်ထုံးစံနိုင်မယ်ဒီကောင်လေးကိုကျွန်တော်အောက်ကလေးကိုဆွဲလိုက်မယ်โอเค p1 ကျွန်တော် crack လေးတစ်ခုကိုထုံးစံနိုင်မယ်ထည့်လိုက်မယ်โอเคဒါရဝါပြီဆိုရင်ကျွန်တော်ဒါလေးကိုတစ်ချက်ထောက်ထောက်ပြီးရင်ကျွန်တော်ဒီမှာဒီကောင်လေးကိုတစ်ချက်နှိပ်အစိမ်းလေးရလေးကိုထုံးစံနိုင်မယ်ခလလိုပဲကျွန်တော်ဒီ same process ပဲเนาะโอเคဒီမှာကျွန်တော်ချမယ်ပြီးရင်ကျွန်တော်ဒီ center လေးကိုလာချလိုက်မယ် โอเคဒီမြင်းလေးတန်းသွားရဆိုရင်သူကစန်တာကြတယ်ဗောနော်โอเคပြီးရင်ဒီကောင်လို့လဲကျွန်တော် grad ကလေးတစ်ချက်နှိပ်လိုက်မယ်ကျွန်တော်တစ်ချက် play ကြည့်အောင်โอเคအဆင်ပြေတယ်โอเคဒီလောက်လောက်မှာကျွန်တော်တစ်ချက်ဒီမှာကျွန်တော်တို့ paste layer ဆိုပြီးတော့တစ်ချက်ချလိုက်မယ်ကျွန်တော်ဒီ copy ကတစ်ခါကူးရနိုင်ရတယ်เนาะကျွန်တော် move and transfer ဝင်ကျွန်တော်ဒီကောင်လေးကိုတစ်ချက်ဖြတ် okay ဒီလိုလားကျွန်တော်ဒါလေးကိုတစ်ချက်ဖြတ်ပြီးရင်ဒီကောင်လေးကိုကျွန်တော်ဆွဲချလိုက်မယ်โอเคကျွန်တော်လိုချင်တဲ့နေရာလေးကို adjust လုပ်လိုက်ပါเนาะโอเคကျွန်တော်ဒီလောက်မှာ okay ထားလိုက်မယ်ညရေးကျဲသွားတယ် okay ဒီလောက်လေးမှအဆင်ပြေတယ် view one ထုံးစံတိုင်းမှာကျွန်တော်ရှေ့ကိုလာမယ် key frame တစ်ခုချမယ် okay view one ကျွန်တော် key frame တစ်ခုချမယ်ပထမ key frame ကိုသွားမယ်ကျွန်တော်အောက်ကလေးကိုနည်းနည်းလေးဆွဲချလိုက်မယ်ပေါ့နော် okay p1 ကျွန်တော်ဒီမှာ correct ကလေးကိုချလိုက်မယ်ထုံးစံတိုင်းပဲကျွန်တော်ဒီ same browser ပဲအစိမ်းလေးကိုလာမယ် key frame တစ်ခုချ key frame တစ်ခုချ view one ကျွန်တော် center တက်တက်ကိုလာမယ် okay ဝင်ကြောဒီ crack လေးကိုလည်းကြောဒီပုံစံတူလေးပဲထားလိုက်မယ်ပေါ့โอเคဒီမှာကြောတော့ paste တက်ချမယ်ပြီးရင်ကြောထုံးစံတိုင်းမယ်ဒီ browser တိုင်းမယ်ကြောဒီကောင်လေးတွေဖြတ်လိုက်မယ်ပြီးရင်ကြောဒါလေးကို whole out ဒီဆွဲချလာမယ်ပေါ့နော်โอเค collagen နဲ့နေရာကို adjust လုပ်မယ်โอเคဒီလောက်ကို adjust လုပ်မယ် same browser ပဲကြော keyframe တစ်ခုချမယ် keyframe တစ်ခုချမယ်ပထမ keyframe ကိုသွားမယ်ကျတော့အောက်ကလေးကိုနည်းနည်းလေးဆွဲချလိုက်မယ် โอเคပြီးတော့ကျွန်တော်ဒီမှာ crack လေးတစ်ခုထည့်လိုက်မယ်ထုံးစံတိုင်းမှာကျွန်တော်ဒီကောင်လေးကိုချိန်လိုက်မယ်ပြီးတော့ကျွန်တော်ဒီအစိမ်း layer လေးကိုသွားမယ် move and transform ဝင်မယ်အဲကျွန်တော်ထုံးစံတိုင်းမှာ key frame တစ်ခုချလိုက်မယ်โอเคဒီမှာ key frame တစ်ခုချလိုက်မယ်ပြီးရင်ကျွန်တော် i နေရာလေးကိုကျွန်တော်ရောင်းအောင်လာလိုက်မယ်โอเค B1 ကျတော့ဒီမှာ grab တစ်ခုထပ်ချလိုက်မယ်ပေါ့နော် B1 ကျတော့ပြန်ပြီး play ကြည့်အောင်အကုန်ထွက်လိုက်မယ်โอเคโอเค โอเคတယ်အဆင်ပြေတယ်အဲကျွန်တော်ဒီကောင်တစ်ချက်ကြည့်လိုက်မယ် grab ကျွန်တော်မှန်လားလို့โอเคမှန်တယ်ကျွန်တော်ဒီကောင်လေးမှာ grab ဆက်လိုက်မယ်โอเคမှန်တယ်เนาะအမ်ဆိုတော့ကျွန်တော်ဒီကောင်လေးတွေကိုစာလေးတွေပြောင်းမယ်ဗောနော်စာလေးတွေပြောင်းမယ်ဒီကောင်ကစာလေးတွေပြောင်းနေဒီမှာဒုတိယ layer ကိုစာပြောင်းမယ် edit group ကျွန်တော်ဒီမှာ edit text ကလည်းပြီးတော့ကျွန်တော်စာပြောင်းလိုက်လို့ရတယ်အမ်ဘာပြောင်းမလဲဆိုတော့ step or enter documentary လို့ပြောင်းလိုက်မယ်เนาะ okay ဒါလေးဆိုရပြီ okay ပြီးရင်ကျွန်တော်နောက် layer တစ်ခုကိုသွားမယ်အဒီကောင်လေးကိုလည်းကျွန်တော်ထုံးစံတိုင်းစာလေးပြောင်းလိုက်မယ် environment editing လို့ရေးလိုက်မယ် okay ထုံးစံတိုင်းပဲ p1 ကျွန်တော်နောက်ထပ်တစ်ခုထပ်သွားမယ် edit group ကိုနှိပ်မယ်ထုံးစံတိုင်းပဲ edit text step or planning မှာနော် planning လို့ရိုက်လိုက်မယ် okay ဒါအစဉ်ပြေရထားပါကိုနဲ့ line မှာဟာကို သုံးမှာထားနော်ကျွန်တော်ကတော့ဒီစိတ်ထဲရှိတာလေးထားလိုက်တာပါ okay ဒါဆိုရင်ပြန်ပြီးတော့ play ကြည့်အောင် start or treaty editing start or documentary start of var editing start of planning okay အဆင်ပြေတယ်အပြီးရင်ကျွန်တော်ပို့လှအောင်လို့เนาะပထမဆုံး layer group လေးကိုနှိပ်လိုက် effect လေးကိုနှိပ်လိုက် add effect ကိုနှိပ် အပြီးွားရင်ကြောဒီမှာ fade လို့ရိုက်ရှာလိုက်နော် fade in out ဆိုတာရှိတယ်ပြီးရင်ဒီကောင်လေးကိုယူလိုက်ပါပြီးွားရင်ကြောဒီမှာ copy effect ဆိုတာလေးကိုနှိပ်ထားလိုက်ပြီးရင် layer တွေအကုန်လုံး paste လိုက်ချလိုက်မယ် effect ကိုနှိပ်ဒီမှာ paste effect okay နောက်တစ်တခု effect ကိုနှိပ်ဒီမှာ paste effect okay ကြောဒီမှာနောက်တစ်တခု effect ကိုနှိပ်ဒီမှာ paste effect okay ဒါဆိုရင်ကျွန်တော်ဒီ process လေးကတော်တော်လေး smooth ဖြစ်သွားရေးချက်ကြည့်လိုက်မယ် okay โอเคခေဒါဆိုရင်တော်တော်လေးအဆင်ပြေသွားပြီကျွန်တော်ဒါတွေအကုန်လုံးကိုကျွန်တော်ဒီ group တစ်ချက်ဖွဲ့လိုက်မယ်နော်အကုန်လုံးဆက်လက်ပေးလိုက် background လေးရခြံခဲ့လိုက်ပြီးရင်ကျွန်တော်ဒီမှာ group လေးတစ်ချက်နှိပ်လိုက်ပြီးရင်ကျွန်တော် group လေးကိုနှိပ် border and shadow တွေရလေပြီးတော့ shadow လေးနည်းနည်းလေး on ပေးလိုက်ပါနော်ကြည်ရလှောင်အောင်တစ်ချက် play ကြည့်အောင် start of editing start of planning โอเคဒါဆိုရင်အဆင်ပြေတယ် P1 ကျတော့ဒီမလိုတဲ့နေရာတွေကိုကျတော့ဒီမှာ slap မှတ်ပြီးတော့ cap လောက်လိုက်ရင်ရပါပြီเนาะโอเคဒါဆိုရင်ဒီ animation လေးကိုတိမယ်လို့ထင်တယ်နောက်ထပ် animation တစ်ခုနဲ့ဆက်ပြီးတော့ส่งတွေ့ကြမယ်โอเคကျွန်တော်ပထမဆုံးဒီ align motion နဲ့ဝင်မယ်ပြီးရင်ကျတော့ဒီမှာ plot icon လေးကိုနှိပ်မယ် ပြီးဝမ်ကြောဒီ create ကိုတစ်ချက်နှိပ်ပြီးဝမ်ကြောဒီအပေါင်းလေးကိုနှိပ်ပြီးတော့ကြော text ကလေးတစ်ချက်ရိုက်လိုက်မယ် okay ကြောဒီမှာတော့အဒေါ်လာ0လို့ရိုက်လိုက်မယ်နော်ပြီးဝမ်ကြော sender လေးကိုချလိုက် ပြီးဝမ်ကြောဒီမှာကိုလိုချင်တဲ့ font လေးကိုရွေးလိုက်ပြီးကြောဒီမှာအစိမ်းလေးနှိပ်လိုက်မယ်နှိပ်ပြီးဝမ်ကြော site ကလေးကိုတစ်ချက်ဆွဲချလိုက်မယ် okay ပြီးဝမ်ကြော border shadow လေးကိုလာပြီးတော့ shadow လေးကိုဖွင့်မယ်ပြီးရင်ကြော်ထုံးစံနိုင်မယ် အအကြောင်းလေးကိုနည်းနည်း global ကိုသွားလိုက်မယ်ပြီးရင်ကျတော့ effort လေးကိုနှိပ်လိုက်မယ် effort ကိုနှိပ်ပြီးရင်ကျတော့ COUND com ဆိုတာလေးရိုက်လိုက်မယ် sorry okay ဒီမှာပေါ်လာပြီအဲ့ဒါလေးကိုကျွန်တော် standard setting လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးွားပြီဆိုရင်ကျတော့ဒီမှာ key frame တစ်ခုချလိုက်မယ်ပြီးွားရင်ကျတော့ဒီနေရာလောက်မှာ key frame တစ်ခုချလိုက်မယ်ချပြီးွားရင်ကျတော့ဒီနေရာမှာအခု100 1000လောက်ကိုထားလိုက်မယ်နော် okay ဒီကောင်ကြော graph လေးကိုထုံးစံတိုင်းဒီကောင်လေးပဲရွေးလိုက်မယ် โอเคဒါဆိုရင်ကျွန်တော်ဒီမှာကြည့်ပါโอเค number count animation လေးရပြီပြီးရင်ကျော်တဲ့ icon လေးကို plus icon လေးနှိပ်လိုက် ပြီးရင်ဒီမှာ rectangle box လေးယူလိုက် ပြီးရင်ကျော်တဲ့ဒီ move and transform ရလေးနည်းနည်းလေးဆွဲချက်ပေးလိုက်နော်โอเคလောက်လောက်လေးထားလိုက်မယ်ပြီးတော့ပြန်ထွက်မယ်ကျော်တဲ့ color fade ကိုဝင်မယ်ပြီးရင်ကျော်ဒီ align ပုံစံလေးနဲ့ color လေးကိုဖြောက်လိုက်မယ်ပြီးတော့ကျော်ဒီမှာ border shadow လာမယ် stroke လေးကိုဖြွင့်လိုက်မယ်အဲပြီးရင်ကျော်တဲ့ဒီမှာကျော်ဒီကောင်လေးတို့မဟုတ်အနီအောင်လေးပါနော် ျွန်တော်နီလေးထားလိုက်မယ်။ဟိုဒီပုံစံလေးရပြီပြန်ထွက်မယ်။ sorry ကျွန်တော် py shadow လေးဖွင့်ပေးလိုက်မယ်เนาะ shadow လေးဖွင့်ပြီးတော့ကျွန်တော်ဒီအနီလေးပဲထားလိုက်မယ် okay ကျွန်တော် global သွားတဲ့ပုံစံလေးပါ okay ဒါဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်တစ်ချက်ကြည့်ကြည့်လိုက်ပါ okay ဒီကောင်လေးက rectangle လေးကနည်းနည်းသေးနေတယ်ကျွန်တော် edit sorry ကျွန်တော် move and transform နေရလေးကျွန်တော် size လေးနည်းနည်းလေးကြီးပေးလိုက်မယ်ပေါ့နော်ဟုတ်ပြီပြန်ပြီးတော့ play ကြည့်အောင် โอเคဒါဆိုရင်အဆင်ပြေပါတယ်โอเคဒါဆိုရင်ကျွန်တော်အခုပြပြလိုက်တဲ့ animation တစ်ခုကအန်ဒီကိုလို project တွေမှာထည့်သုံးရင်အသုံးတက်လိမ့်မယ်လို့မျှလင့်ပါတယ်နောက်ထပ်ပိုကောင်းတဲ့ကြောဒီ animation တွေကိုထပ်ပြီးတည်ကျင်လာဆိုရင်ကျွန်တော်ရဲ့ channel လို့ subscribe လေးနှိပ်ထားပေးပါဆိုတော့ဒီလိုလေးကိုဒီလောက်နဲ့အဆုံးသတ်ကြမယ်